။တရားတွေနဲ့ပြုလဲခြင်းဟာတဏ္မာချင်းကိုဖြစ်ပေါ်စေမယ့်အကြောင်းတရားတွေပါပဲ။တခါကအဖိုးဦးနဲ့သူမီးလေးတို့ကသူတို့ရဲ့အင်္ဂလီကနေတောင်ကုန်းလေးတစ်ခုဘက်ကိုလမ်းလျှောက်ထွက်ခဲ့ကြပါတယ်။ခြံဝါးကနေလမ်းမပေါ်ထွက်ခါနီမှာမီးလုတ်သူကကြောက်ခဲတလုံးကိုကောက်ပြီးပန်းအိုးဘက်ကိုပြစ်လိုက်တယ်တဲ့။အဲဒီကြောက်ခဲကပန်းအိုးတဲကအလှပန်းပင်ကိုထိပြီးပန်းပင်ကလေးထပ်ပိုင်းကျိုးသွားခဲ့ပါတယ်။အဲ့ဒီလိုနဲ့ မိအဖိုးနှစ်ယောက်တောင်ကုန်းလေးစီဆက်ထွက်လာခဲ့ကြပါတယ်။တောင်ကုန်းကိုရောက်တဲ့အခါမှာတော့သူတို့မိအဖိုးဟာတောင်ကုန်းကလေးရဲ့ထိတ်မှထိုင်ခဲ့ကြပါတယ်။အဖိုးကတော့လေကောင်းလေတန်းတွေရှူပြီးရှူကင်းတွေကိုကြည့်နေခဲ့ပါတယ်။ကောင်းလေးကတော့အင်ကားထွက်လာတော့ကလိုပဲကြောက်ခဲလေးတွေကောက်ပြီးတောင်ကမ်းမဆုံကတစ်ပင်လေးတွေကိုပေါက်တာပေါ့။ဒါပေမဲ့တောင်ကမ်းမဆုံကတစ်ပင်ဟာကြောက်ခဲချက်တွေထိပေမဲ့လေအတိုက်မှာ အရွက်တလင်းလွင်နဲ့ကျိုးကြမသွားခဲ့ပါဘူးတဲ့။ကြောက်ခဲအကြီးနဲ့ပြပြန်တော့လေညွန့်သွားပြီးပြန်မက်လာတယ်တဲ့။အဲ့ဒီအခါကောင်းလေးကအဖိုးကိုပြောတယ်။ဒီတစ်ပင်ကဘာလို့မလဲတာလဲပေါ့။အဖိုးဖြစ်သူက သူ့မီးလေးကို ပြုံးကြည့်ပြီးပြောတယ်။အဲ့ဒီတစ်ပင်ကလေးကိုကြီးငါမီးသူ့ကိုတယူးတရနဲ့ပြုစုမဲ့သူရှိလား။သူ့နေလောင်ပြီးနွမ်းတဲ့အခါရီလောင်ပေးမဲ့သူရှိလား။ပိုးကြိုက်တဲ့အခါတုတ်တင်ပေးမဲ့သူရှိလား။မရှိဘူးအဖိုး။ အဲ့ဒီအခါအဖိုးကဆက်ပြောတယ်။ဟုတ်တယ်။သူ့ကိုပြုစုယူရပြီးကာကွယ်ပေးမဲ့သူမရှိဘူးငါမီး။ကြောက်ဆောင်နေပြူကြတဲ့အခါသူ့အမြင်နဲ့သူပြူကြတဲ့အထဲပါမသွားဖို့ကုတ်တွေရတယ်။လီရီထန်တဲ့အခါအရွက်တွေနဲ့ကာကွယ်ပြီးလဲပြူမသွားဖို့အန်တူရတယ်။သူကသူ့ကိုသူကာကွယ်ရတယ်။သူ့ကိုတိုက်ခိုက်လာတဲ့အရာတွေကို သူ့ဘာသာအန်တူရတယ်။အင်္ဂါပန်းမင်ကလေးနဲ့တူလား။မတူဘူးအဖိုး။ အဲ့ဒီအခါအဖိုးလို့သူကသူ့မီးလေးခေါင်းကိုပို့ရင်ငါမီးလောကကြီးမှာအင်ကအလှတပင်လေးလိုပဲတေချာပြုစုယူရပြီးပိုးဖဲ့ပေးမဲ့သူနဲ့ဟီလောင်းပေးမဲ့သူရှိပြီးတော့တန်ရာတွေကင်းနေတဲ့တပင်ဟာတန်ချက်တစ်ခုလောက်ဖြစ်တာနဲ့ပြိုလဲလွယ်တယ်။ကို့ဘာသာတန်ရာတွေကိုရင်ဆိုင်ပြီးတန်မအောင်လုံးမထားတဲ့သူကပြိုလဲလွယ်တယ်၊ကြဆုံးလွယ်တယ်။ငါမီးလောကကြီးမှာရှင်သန်တဲ့အခါကို့အားကိုကို့ဘာ ။တရားတွေရလာတဲ့အခါအန်တုရင်ဆိုင်ပြီးရှင်းတဲ့နိုင်အောင်ကြိုးစားပါ။ဘလို့အခက်အခဲပဲလာလာတွန်းလှန်ရုံထပါ။ရင်ဆိုင်ဖြည့်ရှင်းတတ်အောင်ကြိုးစားပါ။တရားတွေကတန်မာဖို့အတွက်ပဲဖြစ်လာတာပါ။ကြိုးလဲခြင်းတွေဟာတန်မာခြင်းကိုရရှိစေတယ်။တောင်ကပယ်ရန်ကတစ်ပင်လို့ရှင်းတတ်မှာငါမီလို့အဖိုးဦးကစုံမလိုက်ပါတယ်။ဒီပုံမြင်လေးကကျွန်တော်အဖေပြောပြဘူးတဲ့ပုံမြင်လေးတစ်ပုဒ်ပါ။ဒီပုံမြင်လေးတွေကလိုပဲ ကျွန်တော်တို့တွေရဲ့ရှင်သင်ရတဲ့ဘဝခရီးမှာလဲတောင်ကပန်ရံကတစ်ပင်လေးလိုပဲအခက်အခဲပေါင်းစုံတန်ရာပေါင်းစုံတွေ့နေကြသလိုဆက်တွေ့နေကြရအောင်ပါကျွန်တော်တို့ဘဝမှာအလှပန်းပင်လိုတယူတရာနဲ့ပြုစုခံရတဲ့ကာလတွေလည်းရှိမှာပါပဲမိဘရင်ငွေရှိတဲ့ငယ်ဘဝလိုမျိုးပေါ့ကိစ္စတစ်ခုခုကို ကို့ဘာသာရင်ဆိုင်မဖြစ်ရှင်းရသေးတဲ့အခြေအနေပေါ့အဲ့ဒီကာလတွေလွန်တဲ့အခါကျွန်တော်တို့ဘဝတွေမှာတောင်ကပားက တစ်ပင်လိုကိုဖါတာရှင်တန်ကြရတော့ပါမယ်။တန်ရာတွေရလာတဲ့နေ့တွေရှိတယ်။ပျော်စရာတွေလာတဲ့နေ့တွေရှိတယ်။စိတ်ပြတ်အားငယ်ခြင်း၊ဝမ်းနေခြင်း၊ပျို့လဲကြေကွဲခြင်းအဲ့ဒီကာလတွေကလည်းဒူးနဲ့ဒီပါပဲ။ထို့အတူတာယာချမ်းမြေ့ခြင်း၊ကျင်းနဲ့ကြည်နူးခြင်း၊ဝမ်းသာမြူထူရတဲ့နေ့တွေကလည်းအမြောက်အများပါပဲ။ကျွန်တော်တို့တွေကအဆင်ပြေခြင်းကိုလက်ခံနိုင်ပေမဲ့အဆင်မပြေခြင်းတွေတွေ့ရတဲ့အခါ ရိုင်နဲ့ပြူလဲလာကျင်တော့တာပါပဲအဲ့ဒီအခါကျွန်တော်တို့ပြန်ထနိုင်ရပါမယ်တန်ရာတွေကိုရင်ဆိုင်ကြရပါမယ်ပြူလဲခြင်းတွေဟာတန်မာဖို့အကြောင်းတရားပါပဲကျွန်တော်တို့ငငယ်ကလမ်းလျှောက်တက်စာခဏခဏပြူလဲခဲ့ပူကြတယ်မဟုတ်လားနောက်တော့ဖြက်ဖြက်လက်လက်လျှောက်နိုင်သွားကြတာပါပဲပြူလဲခြင်းတွေဟာတန်မာဖို့အတွက်ပါပဲကျွန်တော်ငငယ်ကပတ်သက်မရှိလို့လူတချို့ရဲ့ဖဲ့ခြင်းခြင်းနဲ့ခံခဲ့ရဖို့ပါတယ် ပစ္စည်းအစ်စ်ပေါ်တိုင်းသူများအနည်းတူဘယ်တော့မှလည်းမရခဲ့ဘူးပါဘူး။ထမင်းကြိုက်မပါလို့เจ้ามาทําไมไม่ซากให้ได้นี่ฤดูชิเกบูบาเรดาบิเมไอ้ติงเงินจินอาเนจินวันเนจินไส้ฤโกตํามาจินอภิเปียงเลอยู่เกบาเรไอ้ไอ้เฉิงมาตาอชงไปเกยจนอเลอคุโลโกบาตาရှင်เตนยะตินายดูเลผิดลามาไม่หุบบาอูติงเงินจินอาเงินจินวันเนไส้เป็ดจิน ပြိုလဲကြေကွဲခြင်းတို့ဟာတန်မာဖို့စံသက်တဲ့အရာတွေပါပဲကျွန်တော်တို့ဒူးမထောက်စတဲ့တိုက်ထုတ်မောင်းထုတ်ကြရပါမယ်ဒါမှတန်မာတဲ့သူဖြစ်လာမှာပါလောကမှာကျွန်တော်တို့ဟာတောင်ကပန်ရေကတစ်ပင်လို့ရှင်သန်ကြရပါမယ်တန်ရာတွေနဲ့ပြိုလဲခြင်းတွေဟာတန်မာခြင်းကိုဖြစ်ပေါ်စေမယ့်အကြောင်းတရားတွေပါပဲခဏခဏပြိုလဲခြင်းဟာတစ်ခါတစ်ခါတန်မာလာဖို့အကြောင်းတရားလို့အမြင်မှတ်ပါကျွန်တော်တို့တန်မာတဲ့သူဖြစ်အောင် ရုန်းကန်ရှင်တဲ့နေထိုင်ကြရအောင်။ကျွန်တော်တို့ဘာအကြောင်းကြောင့်လေးကြလေးကြပြန်ထပြီးတက်မာကြရအောင်။ပြူလေးအငဲ့ချင်းတွေကြုံတဲ့အခါတိုက်ထုတ်ရှင်တန်ပြီးတက်မာချင်းအဖြစ်ပြောင်းကြမယ်။စိတ်ပြက်ဝဲနေချင်းတွေကြုံတဲ့အခါတွန်ထုတ်အာသစ်လောင်းပြီးတက်မာချင်းအဖြစ်ပြောင်းကြမယ်။နာကျင်ခံရခက်တဲ့နေ့တွေကြုံရတဲ့အခါရုန်းထရှင်တန်ပြီးတက်မာချင်းအဖြစ်ပြောင်းကြမယ်။တန်ရာတွေဘလက်ပွားနဲ့နူးထရတဲ့အခါ မိဖြောက်အတစ်ထွန်ပြီးတမ္မာချင်းအဖြစ်ပြောင်းကြမယ်။ตาရာကိုလူရာအတွင်းတက်တဲ့သူတွေနဲ့တွေ့တဲ့အခါပြုံးပြစူးစမ်းရင်တမ္မာချင်းအဖြစ်ပြောင်းကြမယ်။လောကရန်ကမထက်တန်ဆက်ဆက်နေအခါဒံရာကိုတွန်းလှန်စူးစမ်းရင်တမ္မာချင်းအဖြစ်ပြောင်းကြမယ်။တချိန်ကကျွန်တော်တို့ရခဲ့တဲ့ဒံရာတွေဟာနောက်တစ်ချိန်မှာကျွန်တော်တို့တမ္မာဖို့ခဏကြီးအားရင်တွေပဲမဟုတ်လား။ဒါကြောင့်တမ္မာကြရအောင် ကိုကိုကိုဖေးမကုန်อยู่ပါတော်တော်အတော့မကြတာပဲအဖြစ်ကိုမရှိဘူးဘယ်တော့မှ လူရဝင်မှာမဟုတ်ဘူးတခြားသူတွေစီကအဲ့လိုတွေအပြောခံရဘူးပါဒလားများသောအားဖြင့်အပြောခံခဲ့ကြရပါလိမ့်မယ်ကျွန်တော်လဲကြုံမှုပါတယ်အဲ့လိုအပြောခံရတဲ့အခါစိတ်ထဲမှာပြောတဲ့သူကိုမကြင်မနဲ့ဖြစ်ရတယ်ဒေါသတနုံတို့ဖြစ်ရတယ်အဲ့ဒါကြီးကစားတဲ့နေရာအိတ်တဲ့နေရာဒီလိုက်ခံစားပြီးဒုက္ခပေးပါတယ် ဒါပေမဲ့အဲ့ဒါကအချိန်တန်ဒေါသပြပြပြီးမေးပြောက်သွားနိုင်ပါတယ်။အဲ့ဒီစကားတွေကလည်းကိုယ့်ကိုယ်တွန်းအားပေးကြိုးစားစီနိုင်ပါတယ်။ကိုယ်ကြိုးစားပြနိုင်တဲ့အခါလှုပ်ပြနိုင်တဲ့အခါမျိုးမှာအောင်နိုင်သူအဖြစ်အဲ့ဒီစကားတွေကိုခြေဖြတ်လိုက်နိုင်ပါတယ်။ငါဘယ်တော့မှအတုံးကြမှာလည်းမဟုတ်ဘူး။ငါပုံစံနဲ့ဖြစ်လာမှာလည်းမဟုတ်ဘူး။ငါကိုယ်ကအတုံးမကြတာပါ။အဲ့ဒီလိုကိုယ့်ကိုယ်ကိုအပြည့်တင်ပြီးကိုယ့်ဖြစ်တည်မှုကိုလက်မခံနိုင်တဲ့စိတ်မျိုးရှိနေပြီဆိုရင်တော့ ဘာကိုမှမိသွားမှာမဟုတ်ပါဘူးအဲ့ဒီအတွေ့အကြံကကိုကိုဒုက္ခပေးနေတော့မှာပါပဲငါလှုပ်လေဖြစ်မှာမဟုတ်ဘူးငါလှုပ်လေလူရဝင်တာမဟုတ်ဘူးဆိုတဲ့အပြင်းစိတ်အငြင်းစိတ်နဲ့ကိုကိုကိုအပြစ်တင်တတ်တဲ့စိတ်မျိုးကအချိန်တိုင်းကိုကို ဖီစည်းနေတဲ့အခါဘာမှကိုဖြစ်လာမှာမဟုတ်ပါဘူးကိုစိတ်ကကိုကိုအမြင်တက်နေမှာပါတခြားသူကမဟုတ်ပဲကိုစိတ်ထဲမှာအဲ့ဒီလိုကိုကိုကိုအပြစ်တင်တတ်တဲ့စိတ်မျိုးဝင်နေပြီဆိုရင်တော့မောင်းထုတ်ရပါတော့မယ် ဘာလို့လဲဆိုတော့ကိုကိုကိုအောင်မြင်ပျော်ရွှင်တဲ့သူဖြစ်ဖို့စူးစမ်းရမှာမဟုတ်ပါပဲကိုကိုကိုအပြစ်မတင်တတ်ပဲဖေးမဂုံယူတတ်တဲ့စိတ်မျိုးမွေးတဲ့အခါဘာရလာလဲဆိုရင်အစစအရာရာအောင်မြင်ပျော်ရွှင်စေရတာမို့ပါငါရုပ်ကစိုးလိုက်တာဘယ်ပွဲမှမတိုးဘူးအဲ့ဒါလို့ကိုဖြစ်တည်မှုကိုအပြစ်တင်တတ်တဲ့စိတ်ထက်ငါရုပ်ကမလှပင်မဲတတက်ရရဲ့หนีတတ်တယ်ဆိုတော့ကိုကိုကိုယုံကြည်မှုအပြစ်ကိုဖီးတဲ့ရှိရှိနဲ့ ကိုကိုကိုဖိမကုံယူတဲ့ရင်ပျော်ရွှင်အောင်မြင်မှာပါပဲကိုလုံးနေတဲ့အလုပ်တစ်ခုကြရှုံသွားတယ်ပဲဆိုပါစို့ငါတော့အတုံးမကြလိုက်တာငါဘာလုံးလုံးဘယ်တော့မှမဖြစ်ဘူးတခြားသူတွေတော့အောင်မြင်ပါလျက်နဲ့ငါသာအတုံးမကြတာတော်ပြီငါဘာမှမလုပ်တော့ဘူးအတုံးမကြတဲ့ကောင်ဆိုပြီးကိုကိုကိုအပြစ်တင်တတ်တဲ့စိတ်ရှိရင်ဘာမှထက်ပြစ်လာမှာမဟုတ်ပါဘူးငါဒီအစ်စ်တီလုံနိုင်ခဲ့တာပဲငါအတွက်ငါဂုံယူတယ် ငါဆက်စ조사ရမယ်ဒီတခါမဖြစ်လဲနောက်တခါဆိုငါအဆုံးထိအကောင်းဆုံးလုပ်ပြနိုင်မှာပါဆိုတဲ့ကိုကိုကိုဖိမကုံယူတတ်တဲ့စိတ်သာရှိရင်တစ်ချိန်မှာအောင်မြင်အောင်လုံးဆောင်နိုင်မှာပါပဲငါတယောက်တည်းမဟုတ်ဘူးဆိုတဲ့အတွေးလေးဝင်လာရင်စိတ်ညစ်တာတဝက်လောက်တက်တာသွားပါတယ်လောကကြီးမှာကြရှုံနေရကိုတယောက်တည်းမဟုတ်ပါဘူးစိတ်ညစ်နေရတာကိုတယောက်တည်းမဟုတ်ပါဘူးအပြောခံနေရတာကိုတယောက်တည်းမဟုတ်ပါဘူး အောင်မြင်နေသူတိုင်းထိတ်ဆုံးရောက်လာတဲ့သူတိုင်းဟာကြာရှုံးမှုဒဏ်တွေဒဏ်ရာတွေရခဲ့ကြသူတွေပါပဲကိုတယောက်တည်းကွက်ဖြစ်နေရတော့မဟုတ်ပါဘူးအဲ့ဒီတော့ကိုကိုကိုဖိမတတ်တဲ့စိတ်ဂုံယူတတ်တဲ့စိတ်အပြစ်မမြင်တတ်တဲ့စိတ်ကိုမွေးရပါမယ်ဒါဟာရောက်ရဲတတ်တဲ့စိတ်မျိုးမဟုတ်ပါဘူးကိုကိုကိုတွဲထူတက်ခြင်းပါပဲကိုကိုကိုယုံကြည်စိတ်တိုးအောင်လှောက်ဆောင်ခြင်းပါပဲကိုကိုကိုအပြစ်မမြင်ပဲဖိမတတ်တဲ့အခါမှာစိတ်တက်မကြလွယ်ဘူး မကောင်းမြင်စိတ်နှဲပါလာမယ်။ယုံကြည်ချက်တွေခိုင်မာလာမယ်။ဒေါသစိတ်နှဲပါလာမယ်။စာနာစိတ်ပါတိုးပွားလာမယ်။ပျော်ရွှင်ခြင်းတွေပိုရလာပါမယ်။ကိုကိုကိုအပြစ်မမြင်တတ်တဲ့စိတ်ဟာ အောင်မြင်ပျော်ရွှင်တဲ့ဘဝကိုယူဆောင်ပေးနိုင်ပါတယ်။တခြားသူအပေါ်ပါစာနာနားလေခြင်းဆိုတဲ့ကိုကျင်တရားပါစောင့်ထိန်တက်လာပါတယ်။အဲဒီအတွက်ကိုကိုကိုဖိမခုံယူတတ်တဲ့စိတ်မျိုးမွေးမြူရပါမယ်။ရှိရပါမယ်။ကိုကိုကိုအပြစ်မတင်ပါနဲ့ ကိုကိုကိုဂုံယူပါကိုကိုကိုအပြစ်မတင်မဲဖေးမပြင်ဆင်ပြီးဂုံယူတတ်တဲ့အခါအောင်မြင်ပျော်ရွှင်ရမှာမလွဲပါပဲတိမ်တွေလှတာကိုခံစားတတ်တယ်လို့ကိုစိတ်တဘောထားလှတာကိုလည်းခံစားတတ်ရင်ပူပြီးပျော်ရွှင်ရတယ်ပန်းနိုင်ရဲ့အလှတရားကိုမြင်နိုးတတ်တယ်လို့ကိုအလှတရားကိုလည်းဂုံယူမြင်နိုးတတ်ရင်ပူပြီးပျော်ရွှင်ရတယ်တခြားသူကိုဖေးမဂုံယူတတ်တယ်လို့ကိုရဲ့အရာရာတိုင်းအတွက်လည်းဖေးမဂုံယူတတ်ရင်ပူပြီးပျော်ရွှင်ရတယ် တခြားသူအပေါ်အကောင်းမြင်စိထားသလိုကိုယ့်ရဲ့ဖြစ်တည်လာခြင်းတွေအပေါ်မှာလည်းအကောင်းမြင်စိထားတဲ့ရင်ပိုပြီးပျော်ရွှင်ရပါတယ်။ကိုကိုကိုဖေးမပါ ကိုကိုကိုဂုဏ်ယူပါကိုစူးစမ်းမှုရဲ့အရာ မထင်ခြင်းတွေအတွက်အပြစ်မတင်စတဲ့ပေါ့အောင်မြင်ပျော်ရွှင်ခြင်းဟာကိုစီမှာပါပဲ။ချိန်နဲ့ဆရာကောင်းနေတခါကမုံနိုင်မိပြီးတင်မောတစင်းဟာပင်လေထဲမှာနစ်မြုပ်ခဲ့ပါတယ်။အဲ့ဒီတင်မောပေါ်မှာပါတဲ့လူတွေက အော်ကြဟစ်ကြရုံရင်းဆိုင်ကဲဖြစ်ကြနဲ့စူညံပွက်လောရိုက်ပြီးကဘာပြက်နေခဲ့ပါတယ်။အဲ့ဒီအထဲကမှလူသုံးယောက်ကတော့ကန်ကောက်ထောက်မစွာနဲ့ဘောကွင်းစည်းတကွင်းကို ဖက်တွေပြီးပင်လယ်ထဲကိုမျောပါသွားခဲ့ကြပါတယ်။နောက်တနေ့ရောင်နီတွေဖြာတဲ့အခါမှာတော့သူတို့သုံးယောက်စလုံးဟာတဲတောင်ပြင်ပေါ်မှာခြေပြက်လက်ပြက်နဲ့အိမ်မောကြနေရကနေနိုးထလာနိုင်ခဲ့ပါတယ်။သူတို့သုံးယောက်စလုံးကျိုးလေးတစ်ခုအပေါ်ရောက်သွားခဲ့ကြတာပါ။ အဲ့ဒီသုံးယောက်ကအဖိုးအိုတယောက်ရယ်ကုမ္ပဏီပါရှင်တစ်ထီးတယောက်ရယ်ပွဲလွန်ចောင်းသူ အမျိုးသမီးတယောက်ရယ်ပါဆဆချင်းလက်နူလာတဲ့အချိန်မှာចောင်းသူအမျိုးသမီးနဲ့ကုမ္ပဏီပါရှင်ဟာအသေးအတန်ငိုကြွေးပါတော့တယ်သူတို့ဒုက္ခရောက်ပါပြီဘယ်ကိုရောက်လာမယ်မသိဘူးဆိုပြီးတော့ပေါ့ဖာလို့ရအောင်မာညာလို့ရအောင်မာ ਨੇ ငိုကြွေးမိတဲ့ကြတဲ့အဖိုးအိုကတော့ရှင်သန်နေသေးတဲ့အတွက်ကောင်းခင်ကြီးနဲ့ပင်လေပြင်ကိုတိုက်တဲ့ရှ िख ိုးပြီး ကျေးဇူးတွေတင်နေခဲ့ပါတယ်။နောက်တော့သူတို့၃ယောက်လုံးကျွန်းလေးပေါ်ကကြောက်ကူလေးတစ်ခုထဲမှာနေခဲ့ကြပါတယ်။ကျောင်းသူအမျိုးသမီးကသူစားထွက်လာတဲ့နေ့ကနေရက်တွေကိုပြန်တွက်လိရှိပြီးတောကတွေရောက်နေပါတဲ့။ဒီနေ့ဆိုပါအချိန်ရောက်ပြီးဒီအချိန်ကစီးပွားရေးဘာသာအချိန်ဒီအချိန်ကဘာသာပေသအချိန်နဲ့ပြောပြီးသူစားတွေလိုက်မမီနိုင်တော့တဲ့အကြောင်းသူရက်တွေပြက်တာများပြီးမှ ကြောင်းထုတ်ခံရရမယ်အကြောင်းပြောပြီးမစားနိုင်မတော့နိုင်ဖြစ်နေခဲ့ပါတယ်။ကုမ္ပဏီပိုင်ရှင်တတိကတော့မနေ့နေရောင်လာတဲ့အခါကန်းဆန်နာကကြောက်ဆောင်နေစီသွားပြီးငူငငိုင်းနဲ့ထိုင်လေးရှိပါတယ်။အဖိုးအိုကိုလည်းညညဆိုတိုင်တယ်ပြောလေးရှိပါတယ်။သူ့ကုမ္ပဏီမှာသူသာမရှိရင်ဒုက္ခရောက်တော့မယ်အကြောင်း။သူဆွဲထားတဲ့ပလန်နေ project တွေလည်းအချိန်နောက်ကျပြည့်စည်တော့မယ်အကြောင်းပြောပြီးငိုကြွေးတယ်တဲ့။အဖိုးအိုကတော့ မိုးလင်းလာတဲ့အခါရောင်နီမလာခင်စမ်းရီသွားခတ်တယ်။ကောင်းကင်နဲ့ပင်လေကြီးကိုတိုက်တယ်ပြီးရှင်သန်ခွင့်ပေးနေသေးတဲ့အတွက်ကျေးဇူးတင်ကြောင်းပြောတတ်တယ်။စမ်းရီရှိရာစီရောက်တဲ့အခါအဖိုးကရေထဲကသူ့မျက်နှာသူကြည့်ပြီးတဘောကျဟီမောလေးရှိတတဲ့။အမေငါမျက်နှာကြည့်လင်နေပါလား။နုပြိုနေပါသေးလားဆိုပြီးပြောရတတဲ့။နေရောင်လာတာနဲ့အဖိုးဟာညကမီးဖို့ကိုတစ်ချောင်းအဆူအချောက်တွေထက်ဖြစ်ရဲ့ 24နာရီလုံးမီးရောင်နဲ့မီးကိုထွက်နေအောင်လုပ်ပါတယ်။ကန်းချီကငါးပစွန်တွေဖမ်းပြီးတော့ရလုံးစားနိုင်အောင်ပြုတ်လုပ်တယ်။ကုမ္ပဏီတထင်းနဲ့အကြောင်းသူအမျိုးသမီးကတော့တောကတွေရောက်လိုက်ဒေါသတွေထွက်လိုက်တင်မောကိုချိန်ဆလိုက်ပင်လေပြင်ကိုချိန်ဆလိုက်လုပ်တဲ့တဲ့။သူတို့ကိုလိုက်မရှာရကောင်းလားဆိုပြီးသူတို့နဲ့ပတ်သက်ရာတွေကိုလည်းနေဝင်မိုးချုပ်ဒေါသတွေထက်နေကြတာပါပဲ။တလားလောက်ကြတဲ့အခါအကြောင်းသူအမျိုးသမီးကကဲမဲ့သူမရှိတော့ဘူးဆိုပြီး စိတ်ထောင်းကိုကြည်နဲ့အာဟာရနေပြီးဆုံးပါသွားပါတယ်။ကုမ္ပဏီတတိကလည်းသူ့ဘဝဒီတိုင်းမနေနိုင်ဘူးဆိုပြီးကျုံးဘော်ကတစ်တုံးရှိတစ်ခုနဲ့ပင်လယ်ထဲညှိုးလွင့်သွားတဲ့အတန်တန်ဖြောင်းဖျားပြင်မဲ့မအောင်မြင်တော့အဖိုးကလည်းတတိဆူဆူကိုလက်လျှော့လှုပ်လိုက်ရပါတော့တယ်။အဖိုးကတော့တချင်းလင်းတညီညီမီးလေးတဖူဖူနဲ့နေရက်တွေကိုကျင်းနေစွာဖြတ်တန်းပါတယ်။ဒီနေ့မှာတော့တင်မောတစင်းဟာအဖိုးရဲ့မိโกတန်းကိုတွေ့ပြီး မော်တော်တစ်စင်းနဲ့လာခဲ့တင်သွားခဲ့ပါတယ်။ပုံမြင်ကတော့ဒီလောက်ပါပဲ။ဒီပုံမြင်ကိုကျွန်တော်အရွယ်ရောက်စားကကျွန်တော်ဆရာကပြောပြခဲ့တာပါ။ဆရာပြောပြတဲ့အခါတိုင်းထပ်ပြောပြနေတာသိလေကျွန်တော်တီချာစိတ်ပါဝင်စားစွာနဲ့နားထောင်ခဲ့ရတာပါ။ပုံမြင်ပြီးတိုင်းအဖိုးဦးလိုပဲနေရာရောက်ရောက်စိတ်ကိုနှီးပြောအောင်နှီးတက်ဖို့ပျော်ပျော်ရွှင်ရွှင်နေဖို့ဆရာကတင်ပေးခဲ့ပါတယ်။ဆရာတင်ပေးခဲ့တဲ့အတိုင်းကျွန်တော်မူလေးလို့အိပ်ရထားတိုင်း မှန်ကိုအရင်ကြည့်ပြုံးပြီးကျင့်နဲ့တက်ခဲ့ရပါတယ်။မနေ့ကစိတ်ညစ်ညူးမှုတွေကို ထားပစ်ခဲ့နိုင်ခဲ့ပါတယ်။လောကကြီးမှာ အရှိကို အရှိတိုင်းလက်ခံခြင်းအရှိကိုအရှိတိုင်းကျင့်နဲ့ခြင်းဟာစိတ်ချမ်းမြေ့ရတယ်။ပျော်ရွှင်ခြင်းနဲ့ရပါတယ်။ဖြစ်ပေါ်လာတဲ့အရာအပေါ်မှာစိတ်အလိုမလိုက်ဘဲစနစ်တကျတွေးခေါ်နေထိုင်တဲ့အခါကျင့်နဲ့ပျော်ရွှင်ရပါတယ်။တယောက်နဲ့တယောက်ဖြစ်တည်ပုံချင်းမတူသလိုတနေရာနဲ့တနေရာတိရှိရှင်သန်ပုံချင်းလည်းမတူကြပါဘူး။ သူကဆရာဝန်သူကကုမ္ပဏီတထေငါကတော့ဈေးတယ်ဆိုပြီးစိတ်ပြတ်အားငယ်ခြင်းစိတ်မကျင်တဲ့ခြင်းကကိုကိုကိုဒုက္ခပေးခြင်းတမျိုးပါပဲငါမရှိရင်မဖြစ်ဘူးဆိုတာကလည်းကိုကိုကိုတော့ကပေးခြင်းတမျိုးပါပဲလောကမှာဘသူမှမရှိလို့မဖြစ်ဘူးဆိုတာမရှိပါဘူးအကုန်ထားခဲ့ကြတည်ကြရမှာပါပဲစိတ်မထားတဲ့ခြင်းကကိုကိုကိုဒုက္ခပေးခြင်းတမျိုးပါပဲကိုရဲ့ဖြစ်တည်ခြင်းအတွက်ကိုဖာသာကျင်းတဲ့အခါပြောစရာကောင်းပါတယ် ိုယ့်ရဲ့စူးစမ်းခြင်းအတွက်ရရှိလာတဲ့ဘယ်အသီးပွင့်မျိုးကိုမဆိုလက်ခံခြင်းနဲ့တတဲ့အခါပျော်ရွှင်ဝမ်းသာရပါတယ်။ကိုယ့်ရဲ့အရှိတရားအတွက်ကိုယ့်ဖာသာလက်ခံရတဲ့အခါကျင့်တတ်တဲ့အခါပျော်ရွှင်စရာအလွန်ကောင်းပါတယ်။ကိုကိုကိုသူများနဲ့မရှင်တော့ပဲကိုကိုကိုအကောင်ဆုံးစူးစမ်းနေထိုင်တဲ့အခါစိတ်ပျော်ရွှင်အေးမြပါတယ်။ကိုစီကိုရောက်လာတဲ့အရာတိုင်းကိုစိတ်မကျဉ်တတ်မှုတွေနဲ့တွန်းထုတ်တဲ့အခါအသက်တိုပါလိမ့်မယ်။ကိုစီကိုရောက်လာတဲ့အရာတိုင်းကို စိတ်ကိုအကောင်းဆုံးအသင့်ပြင်ပြီးစီမံခန့်ခွဲတဲ့အခါကျင်းနဲ့ဆရာကောင်းပါတယ်။ငါရုပ်ကဆိုလို့မနှက်ခင်းမှန်ကြည့်ပြီးမရည်ကျင်ပါဘူးလို့ပြောရင်ဒါဟာကိုယ့်ရဲ့အရှိတရားကိုလက်မခံတဲ့မကျင်နဲ့နိုင်သေးတာပါပဲ။အဲ့ဒါလို့ကိုယ့်ရဲ့အရှိတရားကိုတော့လက်မခံမနှိမ့်မြို့နိုင်တဲ့အခါကျင်းနဲ့ပျော်ရွှင်စရာကောင်းနေအောင်မှာမဟုတ်ပါဘူး။ရုပ်ဆိုးလာတဲ့တချို့တရုပ်ဆောင်တွေဟာသူတို့ရဲ့ဖြစ်တည်ခြင်းကိုလက်ခံပြီးစူးစမ်းလို့ ကပားကြုံနေကြတဲ့သူတွေလည်းအများကြီးပါပဲ။ဒါဟာကိုရလာတဲ့အရာကိုလက်ခံခြင်းနဲ့ရဲပြီးစူးစမ်းရှင်သန်ခြင်းကြောင့်ရလာတဲ့အကျိုးကျေးဇူးပါ။ကိုရဲ့အရှိတရားကိုရဲ့ဖြစ်တည်မှုကိုစီရောက်လာတဲ့အရာတွေကိုရောက်သွားတဲ့နေရာတွေအပေါ်မှာလက်မှတ်ခံနိုင်ကျင့်နဲ့အောင်နေထိုင်မပြုမှုနိုင်တဲ့အခါဘဝကပျော်ရွှင်စရာကောင်းနေအောင်မှာမဟုတ်ပါဘူး။ကျွန်တော်တို့အသက်ရှင်ရှင်ပျော်ပျော်ရွှင်ရွှင်နေထိုင်လို့ကြရတယ်မဟုတ်လားပုံမြင်တွေကအဖိုးအိုလိုနေကြရအောင ခုပဲကိုယ့်ရုပ်ကိုမှန်နေကြည့်ပြုံးပြီးဂျင်းနဲ့ပျော်ရွှင်လိုက်ရအောင်ဖြစ်တည်လာတဲ့အရာပေါ်မှာဂျင်းနဲ့စွာလက်ခံနေထိုင်တတ်ဖို့တင်ယူကြရပါမယ်အရှိတရားကို အရှိတရားအတိုင်းလက်ခံရတဲ့အခါစိတ်ဟာဂျင်းနဲ့နေပြောတယ်ဖြစ်တည်ခြင်းကိုသိရှိဖြစ်တည်နိုင်တဲ့အခါစိတ်အဆုံဟာအေးမြငြိမ်းချမ်းတယ်တပါးသူနဲ့ရှင်ရမှာတဲ့ကိုယ်စိတ်ကို ပြင်ဆင်နေထိုင်တဲ့အခါစိတ်ဟာအေးမြတက်ရှင်ခြင်းမှာမှု့ပြောတယ်ရောက်လာတဲ့အရာတွေကို အကောင်းဆုံးပြင်ဆင်ရင်ဆိုင်တဲ့အခါစိတ်ဟာကျင့်တဲ့ချင်းမှာတည်ငြိမ်နေ။ရောက်သွားတဲ့အရာတွေပေါ်မှာကာလန်ဒေတန်ကျင့်တတ်တဲ့အခါစိတ်ဟာကျင့်တဲ့ပျော်ရွှင်နေ။ငါအတွက်ငါရှိရဲဆိုပြီးယုံကြည်ကိုးစားတတ်တဲ့စိတ်ရဖို့ကိုကိုကိုယုံကြည်ဖို့ဆိုတာသူများနဲ့လိုက်ရှင်တွေ့ပြီးစိတ်တော့ကမရောက်ဖို့လေလိုပါတယ်။တင်ငယ်အားငယ်တတ်တဲ့စိတ်မရှိဖို့တင်ငယ်စိတ်တွေကိုမောင်းထုတ်ဖို့လေလိုပါတယ်။တင်ငယ်မှုဆိုတာလူညံ့တွေမလုပ်ပါဘူး။ ထူးကျွန်းထက်မြက်လာမဲ့သူဟာတိမ်ငယ်မှု အားငယ်မှုတွေကို မောင်းထုတ်နိုင်ရပါမယ်။ကိုကိုကိုယုံကြည်မှုအပြည့်ရှိနေရပါမယ်။တိမ်ငယ်တက်တဲ့စိတ်ကပျော်ရွှင်ခြင်းကိုတတ်ပါတယ်။တခြားသူနဲ့အမြဲရှင်ကြည့်ပြီးတိမ်ငယ်အားငယ်နေတဲ့စိတ်ဟာကိုယ့်အိမ်မက်ကိုမြည်မြှုပ်နေတယ်လို့ပါပဲ။ကိုကိုကိုယုံကြည်ကိုးစားမဲ့သူဟာတိမ်ငယ်မှုကင်းတဲ့နန်းတော်စိတ်ကို အမြဲရှိနေရပါမယ်။တက်ကြွနေရပါမယ်။ကျွန်တော်တို့တွေကိုကိုကိုယုံကြည်ကိုးစားပြီး ကို့အိမ်မက်ကိုအကောင့်ထဲပေါ်ဖို့ဆိုရင်တော့ဘသူကိုမှရှင်းမြင်မနေပဲကို့ဖြစ်တည်မှုနဲ့ကိုစူးစမ်းရှင်တန်ကြရပါမယ်။တင်ငယ်ချင်းတွေကင်းတဲ့အခါပျော်ရွှင်ခြင်းကလက်တကဲမှာပါပဲ။တင်ငယ်တက်တဲ့စိတ်ကိုမောင်းထုတ်လိုက်ကြရအောင်။ပျော်ရွှင်ခြင်းနန်းတော်လေးကိုပိုင်ဆိုင်ဖို့ပေါ့။ရဲရင်ထက်မြက်တဲ့သူဖြစ်ဖို့တင်ငယ်တက်တဲ့စိတ်ကိုမောင်းထုတ်ရပါမယ်။ပျော်ရွှင်စွာနေတဲ့သူဖြစ်ဖို့တင်ငယ်တက်တဲ့စိတ်ကိုတက်ပြရပါမယ်။ကိုကိုကိုယုံကြည်မှုရှိဖို့ ။တင်ငယ်တက်တဲ့စိတ်ကိုချိုးဖဲ့ပြရပါမယ်။ကိုအတွက်ကိုရှိတာသိဖို့တင်ငယ်တက်တဲ့စိတ်ကိုနင်းချပြရပါမယ်။သူများနဲ့လိုက်ရှင်ပြီးစိတ်မညစ်ဖို့တင်ငယ်တက်တဲ့စိတ်ကိုမိရှို့ပြရပါမယ်။အေးချမ်းပျော်ရွှင်တဲ့သူဖြစ်ဖို့တင်ငယ်ချင်းကင်းတဲ့နန်းတော်တည်ဆောက်ရပါမယ်။ဒါကြောင့်တင်ငယ်တဲ့စိတ်ကိုမောင်းထုတ်ပြီးကိုကိုကိုအပြစ်မမြင်မဲဖိမတက်တဲ့စိတ်နဲ့အောင်မြင်ပျော်ရွှင်တဲ့ဘဝကိုရှောက်လန်းကြပါ။